ညနေခင်းနီးပါးမြူတွေနဲ့ဖုံးလွှမ်းနေပြီးတိတ်ဆိတ်နေတဲ့ရေအိုင်တစ်ခုငံရောက်လာခဲ့တယ်။အဲ့ဒီရေအိုင်ဟာတမိုင်းတလျှောက်လူပြောင်းမှုတွေအများကြီးဖြစ်ခဲ့တဲ့နေရာပဲလို့လူတွေကပြောတတ်ကြတယ်။လူတွေရေအိုင်နှားဖြတ်သွားဖြက်လာအချိန်မှာရေအိုင်တွေကအိမ်မဲမဲတွေငြင်းရထက်တယ်ဆိုကြတယ်။တချို့ကလည်းလက်တွေပေါ်လာပြီးလူတွေကိုဆွဲချတာမျိုးမြင်ခဲ့ကြတယ်လို့ပဲပြောကြတယ်။ဒီနေ့ငါလာရတာတကယ်ကိုအတိအချာစမ်းကျင်လို့တရေတွေရှိလားမရှိလားမျက်မြင်တွေ့ကျင်လို့ပဲရေအိုင်ဘေးမှာရက်နေရင် ရေပြင်ကိုတိတ်တိတ်ကြည့်နေတော့ရုတ်တရက်ရေထဲကလက်တစ်ဖက်ထွက်လာတဲ့ငါအရန်ထိတ်လန့်သွားခဲ့တယ်။ငါလက်နဲ့မျက်စိကိုပိတ်ပြီးပြန်ဖွင့်တော့သူငါလက်ကိုဆွဲထားတဲ့ခြီးပြီးဆွဲချလိုက်တဲ့ရေအောက်ရောက်တဲ့အချိန်မှာမင်းမြင်မဲ့အရာကသူရဲ့ကြောက်စရာကောင်းတဲ့ပုံစံပဲ။အခုဆိုရင်မင်းနဲ့ငါရေအောက်မှာတွေ့နေရပြီးငါလုံးဝလှုပ်ရှားလို့မရတော့လို့ထွက်ဖို့လည်းမလွယ်တော့ဘူးငါမထင်ခဲ့ဘူးဒီနေ့ကငါအတွက်နောက်ဆုံးနေ့ဆိုတာ။ မင်းကြီးရေရောက်တဲ့အချိန်မင်းကလည်းသူ့ရဲ့အစာဖြစ်သွားပြီးဒီရေအိုင်ရဲ့တစိတ်တစ်ပိုင်းဖြစ်သွားလိမ့်မယ်